ပြည်ရင်းလုံခြုံရေးအေဂျင်စီရှင်းဘက်ကိုဥဆောင်နေတဲ့ရိုနန်ဘားကိုရုရုကနေထုတ်ဖွဲ့နိုင်ရတဲ့အချိုးမှတ်မှဖြစ်ကြောင်းအစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုကကြေညာထားပါတယ်။ရှင်းဘက်အေဂျင်စီကနေတန်ယာဟုရဲ့အနီးကပ်အရာရှိတွေကိုစုံစမ်းစစ်ဆေးနေခြင်းအခုကြေညာချက်ထုတ်ပေါ်လာခြင်းဖြစ်ကအချင်းကြလာရင်အမျှရိုနင်ဘားပေါ်ယုံကြည်မှုပြပြလာတယ်လို့နေတန်ယာဟုကဆိုပါတယ်။ရိုနင်ဘားကတော့အရေးကြီးတဲ့စုံစမ်းစစ်ဆေးမှုတွေကိုအပြီးတက်နိုင်အောင်ဂျန်အစ်စရီတစားကန်တွေပြန်လည်လွတ်မြောက်လာနိုင်အောင်လည်း၎င်းနေရာဆက်ခံမှုအလားအလာရှိသူတွေကိုပြင်ဆင်ပေးနိုင်အောင်လက်ရှိတောင်းကိုဆက်ယူထားမှဖြစ်တယ်လို့တုံ့ပြန်ထားပါတယ်။ ဒါပြင်လူတို့ရဲ့ဂျိုးစီးပွားကိုစန့်ကျင်ပြီးပုပ်ကိုရေးအရာတက်ဆာရှိမှုကိုနေတန်ယာဟုကမျှော်လင့်နေတဲ့အပေါ်ရိုနင်ဘာကဝေဖန်ခဲ့ပါတယ်။ဒါပေမဲ့သူ့ရဲ့ယာတို့တာဝန်နဲ့ပတ်သက်ပြီးမြေတီဥပဒေကအဆုံးဖြတ်ကိုမဆိုလိုက်နိုင်မှာဖြစ်တယ်လို့သူကပြောကြားခဲ့ပါတယ်။ Israel အစိုးရရှိနေချုပ်အစိုးရနေတန်ယာဟုဟာမြေတီအကြောင်းကြောင့်ရိုနင်ဘာကိုဖေရှားလိုတယ်ဆိုတာကိုမှတ်ချက်ရိုနင်ဘာကိုဖေရှားလိုတယ်ဆိုတာကိုရှင်းလင်းချက်ပေးရမှာဖြစ်ပါတယ်။ရှင်းဘဟာပါလက်စတိုင်းစစ်သည်ကြားအဖွဲ့ဟာမတ်စ်ကိုစောင့်ကြည့်တောင်းယူထားတဲ့အဖွဲ့အစည်းလေးဖြစ်ပြီး2023ခုနှစ်အောက်တိုဘာလ9ရက်နေ့တိုက်ခိုက်မှုဖြစ်ခဲ့ရခြင်းဟာ အေဂျင်စီရဲ့ပေါ်ရုံမှုတွေလည်းပါတယ်လို့နေတန်ရာဝီရဲ့အစိုးရရဲ့ policy တွေလိုအပ်ချက်ရှိနေခြင်းကြောင့်လို့မကြသေးမီကထုတ်ပြန်ချက်တစ်ခုမှထုတ်ပြန်ခဲ့ပါတယ်နေတန်ရာဝီကလည်းအော်တိုဘားလ9ရက်နေ့ဟာမတ်တက်ခိုက်မှုအတွက်စစ်ဆေးရေးကော်မရှင်တရက်ကိုသာတောင်းဆိုလာခဲ့ပြီး Israel စစ်တပ်ရဲ့လုံခြုံရေးအေဂျင်စီတွေရဲ့ပေါ်ရအမှုကြောင့်လို့ထောက်ပြခဲ့ပါတယ်နေတန်ရာဝီလက်ထက်အဖြုတ်ခံရဒါမှမဟုတ်ရာထူးကနေဆင်းဖို့ PRP ခံရတဲ့ထိပ်ပိုင်းလုံခြုံရေးအရာရှိများစွာတွေကကာကွယ်ရေးဝန်ကြီး Louis Gelan လည်းပါပါတယ်ဟာမတ်တက်ခိုက်မှုတွေဖြစ်ွားပြီးနောက်ပိုင်း လက်ရှိရာထူးမှာရှိနေတဲ့လုံခြုံရေးအရာရှိအနေစုတွေမှာရိုနင်ဘာပါပြီးအကယ်၍၎င်းကိုရာထူးကနေဖယ်ရှားမှုအောင်မြင်ခဲ့မယ်ဆိုရင်သူ့နေရာမှာတစ္ဆာကန်တူကိုနေတဲ့ရာထူးကအစားထိုးခန့်ဝယ်ရှိနေပါတယ်ရိုနင်ဘာကိုဖယ်ရှားလိုက်ပါကအစ္စရေးစစ်ရေးရီမန်ချက်တွေဖျက်မြောက်လာပြီးနောက်ထပ်ကန်ဆုမှုတစ်ခုကိုတားဆီးနိုင်လိမ့်မယ်လို့နေတဲ့ရာထူးကပြောပါတယ်